မင်းပါပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုတိုးဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့နှစ်ကျစ်ရှိစုဖျားလဲခြင်းခတရရနာမဲ့ကန္နာလန်းနေရာကို ကတ္တရာလန်းအမြန်ခင်းပြီးမီးအလှဆင်ထားတဲ့အကြောင်းတိုက်ပွဲတွေကြောင့်တနင်္လာရီကျေးရွာတချို့မှာကွန်တီခွဲချမ်းလုပ်ရောင်းသူများလာတဲ့အခြေအနေတနင်္လာရီမြို့နယ်ထဲကျေးရွာလေးရွာကဆစ်ဆောင်တွေအစာအသောက်နဲ့အဝတ်အစားအရေးပေါ်လိုအပ်တဲ့တည်တင်း ပွင့်လင်းရသည့်အစမြင့်ငပိတပိတ်တာကိုကျင်းနှံထောင်စီတက်နေတဲ့တည်။ထိုင်ကနေရပြန်ပို့ထားတဲ့မြန်မာစစ်ချောက်ဦးတရားမဝင်ပြန်ဝင်လာခြင်းအဖမ်းခံရတဲ့အကြောင်းဆရတဲ့တည်တွေကိုနားဆင်ရမှာပါရှင်။တော်ရဒဇောင်းတိုင်းနှစ်ကျိတ်ရှိစုဖရားလှဲရလမ်းကြောင်းမှာပါဝင်မဲ့ကနလန်တချမ်းကပေ1100လောက်ကိုတိုင်းစစ်ကော်မရှင်ကနိုင်လွန်ကတိယာနဲ့လမ်းအမြန်ခင်းပြီးလျှက်စစ်မီတီတွေနဲ့မိအလှဆင်ထားတယ်လို့မြို့ခန့်တွေစီကသိရပါဗျ။ တည်င်းပြေဆောင်ကိုဒဝဲဝါရှ်အဖွဲ့သားတအိုးကပြောပြပေးသွားမှာပါဒဝဲဒဇောင်းတိုင်းငချိတ်ဆက်စုဖီအားလက်ရလမ်းကြောင်းမှာပါဝင်မဲ့ကန်နာလက်တချံကပေထောက်လျာလောက်ကိုတိုင်းဆက်ကော်မရှင်ကနိုင်လောကတ်တရားနဲ့လမ်းအမြတ်ခင်ကလျက်စစ်မီဒီယာနဲ့မိလာစစ်ထားတယ်လို့မြို့ခန့်တွေစီကသိရပါတယ်အရင်ကအဲ့ဒီလမ်းပိုင်းကိုကတ်တရခေဖို့အစီအစဉ်မရှိဘဲဖျားဘွယ်အတွက်အမြန်စီစဉ်လိုက်တာဖြစ်တယ်လို့တိုက်စစ်ကော်မရှင်နဲ့နှိစက်သူတအူးကပြောပါရယ် လက်ကျိဆက်စုဖီအားတွေကြွားချီတဲ့အရင်လမ်းကြောင်းကိုပြောင်းလဲကအခုနေကန်နာလန်းကိုထပ်သွင်းပြီးမိလအစင်ထားတဲ့နေရာမှာဖီအားတွေခတ်တာပူဇော်ခံမှာဖြစ်တယ်လို့ကော့ကအဖွဲ့ဝင်တွေစီကသိရပါတယ်။ဒါအပြင်မိဘုံလို့ပြိုင်ပွဲကိုလည်းကန်နာလန်းအတန်းခွေးမှာကျစ်ပါမယ်လို့ဒိုဝဲလူမျိုးစုစည်းမှုကော်မတီကကြေညာထားပါတယ်။တိုင်းဆက်ကော်မရှင်ရဲ့ဖွဲ့ဝင်တို့ကဒီကနေ့ညမှာပြုလုပ်မဲ့ဒိုဝဲတစောင်းတိုင်းပွဲတော်ဖွဲ့ပွဲကိုတက်ရောက်မှာဖြစ်တယ်လို့တိုင်းဆက်ကော်မရှင်နဲ့နှိဆက်သူတို့ကပြောပါတယ်။ တဝဲတဆောင်တိုင်းနှစ်ကြိမ်ဆက်စုဖျားဝဲကို2012ခုနှစ်ကစပြီးတိုင်းဒေသကြီးအဆက်ခမ်းနားနဲ့ကျပခဲ့တယ်လို့ခေါ်ပကားတွေစီကသိရပါဗျ။နောက်ထပ်တင်တဲ့ပုတ်ကတော့တိုက်ပွဲနဲ့စီးရဲတင်းမှမှုတွေကြောင့်တင်းငင်းလာရင်မြန်နယ်ကျေးရွာတချို့မှာကွန်တီအလုံး6အစားကွန်တီခွဲပြီးအချမ်း6လုံးရောင်သူပုံများလာတယ်လို့ဒေသခံတွေစီကသိရပါဗျ။ကွန်တီအလုံးလိုက်ကိုအချောက်ခံရင်နှစ်လလောက်ကြာပြီးကွန်တီခွဲချမ်းအချောက်လုံးရင်၅ရက်လောက်ပဲကြာတဲ့အပြင်ကွန်တီလုံးထက်ဈေးပိုရတယ်လို့ဒေသခံတွေကပြောပါရတယ်။ ကွန်တီမဲ့အလုံးကိုနှစ်ချံခွဲပြီးတုံးရဝန်ကျင်နေလှမ်းပြီးတဲ့နောက်ကွန်တီအသားကိုပြန်ထုတ်ယူကာနှစ်ရဝန်ကျင်နေပြန်လှမ်းပြီးကွန်တီခွဲအချမ်း၆ပြုလုပ်ရတာပါ။လေကြောင်းအန်တရင်နဲ့ဆင်းရနာရှင်တက်စစ်ကြောင်းထိုးမယ်ဆိုတဲ့တည်င်းထွက်လာရင်ချက်ချင်းပြောင်းရွှေ့ရတဲ့အတွက်ပုံမြန်နဲ့ကွန်တီချမ်းအ၆လို့သူပုံများလာတာလို့တရဖုံရွာမှာနေတဲ့ဒေသခံတဦးကဆိုပါတယ်။အထူးသဖြင့်တနင်္သာရီမြို့နယ်ပဝရွာတရဖုံရွာလက်တိရွာနဲ့မော်တုံးရွာကကွန်တီတောင်သူတွေကွန်တီအလုံးချမလို့ကြတော့ပဲခွဲချမ်းလို့ရောင်းနေကြတယ်လို့ဒေသခံတချို့ကဆိုပါတယ်။ လက်ရှိမှာတိုက်ပွဲနဲ့ဆင်းရဲနာရှင်တပ်ပိတ်ဆို့ကတ်သတ်မှုတွေကြောင့်ကွန်တီ6ကုန်သွယ်ရေးလာဝဲတာမရှိသလောက်နည်းနေပြီးကွန်တီ6စီးကျနေတယ်လို့မော်တုံးရနေတောင်သူတို့ကဆိုပါတယ်တနင်္လာရီမြို့နယ်ထဲကကျေးရွာတွေမှာကွန်တီခွဲချမ်းတပိတ်တော်ကို7000ဝန်းကျင်၊ကွန်တီအလုံး6တပိတ်တော်ကို7000ဝန်းကျင်နဲ့ကွန်တီအမှတ်တလုံးကို750ကနေ7000ကျားဈေးပေါက်နေတယ်လို့ဒေသခံတချို့စီကသိရပါဗျာ။ ကွန်တီခွဲချမ်းလောက်တောင်မှလည်းမိုးဆက်တက်ရွာတဲ့အချိန်နဲ့ကြုံရရင်မိုးတက်လာပြီးတပိတ်တော်ကိုကျက်9000ဝန်းကျင်လောက်ပဲဈေးရတော့တယ်လို့ဆိုပါတယ်။တနင်္သာရီမြို့နယ်အပါအဝင်တနင်္သာရီတိုင်းထဲကမြို့နယ်အများစုမှာကွန်တီပင်တွေကိုစီးပွားဖြစ်ဆိုက်ပြိုကြပြီးထွက်လာတဲ့ကွန်တီ၆တွေကိုကုန်သွယ်တွေကနေတဆင့်တိုင်းပြင်ပောက်ကိုတင်ပို့ရောင်းချကြပါတယ်။ တနင်္သာရီမြို့နယ်လေးမိုင်ရွာနားမှာဆရာနာရှင်တပ်နဲ့တော်လိုင်းရင်တပ်တို့တိုက်ပွဲပြင်းထန်နေလို့ကျေးရွာလေးရွာကဒေသခံတွေဆေးရှောင်နေရပြီးအစားအသောက်နဲ့အဝတ်အစားတွေအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံတွေနဲ့စစ်ပေးဆောင်ကူညီနေသူတွေစီကသိရပါဗျ။တည်တင်းကိုဒိုဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။တနင်္သာရီမြို့နယ်လေးမိုင်ရွာနားမှာဆရာနာရှင်တပ်နဲ့တော်လိုင်းရင်တပ်တွေတိုက်ပွဲပြင်းထန်နေလို့ကျေးရွာလေးရွာကဒေသခံတွေတေရှောင်နေရပြီး စားတောင်းတဲ့အဝစာတွေရေးဖို့လိုအပ်နေတယ်လို့ဒေသခံတွေနဲ့ဆေးဘေးရှောင်ကူညီနေသူတွေစီကသိရပါတယ်။အော်တိုဘတ်29ရက်ကစပြီးဆယ်နာရှင်တကလိမ့်မယ်ရွာအနီးတဝိုက်ကိုစစ်ကြောင်းထိုးလာလို့တွန်တိုင်းတပ်တွေနဲ့တိုက်ပွဲကြီးရကအနီးဝန်ချင်းကြေဝါလေးရကဒေသခံတွေရွာလို့ကြောက်ထွက်ပြေးချတဲ့သူဆေးဘေးရှောင်ကူညီနေသူတအိုးကပြောပါတယ်။လိမ့်မယ်ရွာအပါဝင် ဒူးကြီးနဲ့ရေခမ်းချောင်းရွာတွေကဒေသခံ50ကျော်စစ်ပေးရှောင်းနေရတယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ရှောင်းတွေဟာမြစ်ဆရာဆွေမျိုးတွေနဲ့အဆောက်အုံတွေမှာနေထိုင်ကြရတယ်လို့ဆိုပါတယ်။စစ်ရှောင်းရဲ့ကြိုင် နေထိုင်တဲ့အဆောက်အုံလိုအပ်ချက်ပါဝင် စားနပ်ရိက္ခာလိုအပ်ချက်တွေများလာမှဖြစ်တယ်လို့လင်းမှန်ရွာနဲ့မနီမဝေးမှာရှိတဲ့တကူကျေးဝါအိုစုနီဒေသခံတို့ကပြောပါတယ်။အော်တိုဘလ29ရက်နေ့ကနေ31ရက်အတွင်း တိုက်ပွဲတွေတောက်လျှောက်ပြင်းထန်ခဲ့ပြီးဆက်နာရှင်တကလေကြောင်းနဲ့လက်နေကြီးပြစ်ခတ်မှုတွေကြောင့်လိမ့်မှန်ရွာမှနေတဆောင်မီလောင်ပြီးတိမ်လူမျိုးတဦးသေဆုံးခဲ့ပါတယ်။ဒါပြင်အော်တိုဘလ28ရက်နေ့ကလည်းလိမ့်မှန်ရွာကိုခဏပြန်လာတဲ့ဒေသခံတူကိုဆက်နာရှင်တကပြစ်တတ်ခဲ့တယ်လို့နေတိုးဆောင်ကိုလည်းမြှို့ဖြည့်စီခဲ့ပါတယ်။ ပွင့်လင်းရသည့်အစမှာမြင်ငပိတပိတ်တာကိုကျင်းနှစ်ထောင်စီတက်နေရလို့ကျုံစုမြနဲ့နေဒေတာခန့်တချို့စီကသိရပါဗျ။ဒီသတင်းကိုတော့ Dwell Wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ပွင့်လင်းရသည့်အစမှာမြင်ငပိတပိတ်တာကိုကျင်းနှစ်ထောင်စီတက်နေရလို့ကျုံစုမြနဲ့နေဒေတာခန့်တချို့စီကသိရပါဗျ။လရှိမှာကျောစုမျိုးနဲ့အတွင်းမြင်ငပိဆက်တက်တပိတ်တာကိုကြက်တပေါင်းနှစ်ထောင်စေးပေါင်းနေတာပါ။ အခုနဲ့အောက်ဂုလအဝေါ်ကျင်ကတော့မိုးရသည်ဖြစ်ပေမဲ့လည်းဇစ်တက်တာမရှိပဲတပိတ်တာကို ကြက်တတောင်းဝေါ်ကျစ်ပဲပေါက်ဆွေးရှိခဲ့တယ်လို့ဒေသခံအချို့ကဆိုပါတယ်။မိုးရသည်မှာနေရောင်ခြင်ကောင်းကောင်းမရတဲ့အတွက်ဇစ်တက်လေးရှိပေမဲ့လည်းတိုင်တွင်ဆင်းရဲချင်းတွေကြောင့်ဈေးကောင်းမရခဲ့ဘူးလို့ကျောစုမျိုးနဲ့ရှိငပိကုတ်သက်တူကပြောပါတယ်။လက်ရှိချိန်မှာတော့ဒေတာတွင်ဝဲလိုအားများလာတဲ့အပြင်တိုင်းပြပဝဲလိုအားပါတိုးလာတဲ့အတွက်ဈေးတက်လာတာလို့ဆိုပါရယ် ကုန်းတဲ့ချို့ကလည်းပွလင်းရတီရောက်လာလို့ကထိပ်ပွဲတွေနဲ့အလူပွဲတွေအတွက်ငပိဝဲလိုအားများလာတာဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့တိုင်းတွင်စည်ရင်တင်းမှမူလေကြောင့်ငပိစီပြန်ကျလာမှာကိုတော့ငပိလုံနေတဲ့ဒေသခံတွေကအစိုးရနေကြပါတယ်။လက်ရှိမှာမြိတ်ပုတ်ပြင်းသွားပြီးတောင်စုလမ်းကိုအော်တိုဘောလာ၂၈ရက်ကစပြီးဖြတ်တန်းသွားလာတာမလို့ဖို့ပြည်သူ့ကာကွယ်တပ်မတော်တနင်္သာရီတိုင်းဆက်ဌာနအမှတ်35နီးပြည်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ ကျောင်းစုံမျိုးနယ်ထွက်မြေငပိအများစုကိုနေမျိုးစီအတိကတင်ဖို့ရောင်းချကြပြီးမြေမျိုးကနေအခြားမျိုးတွေနဲ့တိုင်းပြင်ပါကမျိုးကြီးတွေကိုတင်ဖို့ရောင်းချကြတာပါပြီးခဲ့တဲ့မိုးရသီကလည်းတိုင်းတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်လမ်းမဆက်တော်ရေးအခက်အခဲရှိတဲ့အတွက်ဒေသတွင်းရောင်းချတာလောက်ပဲရှိပြီးတိုင်းပြင်ပါမှာရှိတဲ့မျိုးကြီးတွေစီတင်ဖို့မှုပမာဏကတော့မနေ့ကထက်နှဲသွားတယ်လို့မြေမျိုးရှိငပိကုတ်တဲ့အချို့ကပြောဆိုထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ထိုင်းနိုင်ငံကနေနေရပြန်ပို့ထားတဲ့မြန်မာနိုင်ငံသား16ဦးတရားမဝင်နဲ့ဆက်ဖြတ်ကျော်ပြီးပြန်လည်ဝင်ရောက်လာချင်းချုံဖို့ခရိုင်အဝေးပြေးလမ်းမကြီးပေါ်မှာထပ်မံဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေမှဖော်ပြပါဗျ။ဒီနေ့နိုဝင်ဘာလ3ရက်နေ့ကချုံဖော်အားရှလမ်းမကြီးပေါ်မှောင်းနေတဲ့ကာဒစင်ကိုရဲတပ်ဖွဲ့တွေကမတင်ကောက်လို့စစ်ဆေးတာကနေတရားမဝင်ဝင်လာတဲ့မြန်မာနိုင်ငံသားတွေအဖမ်းခံရတာပါ။ မြန်မာနိုင်ငံသားတွေကိုစစ်ဆေးချိန်တရားမဝင်လာတာကြောင့်အော်တိုဘလ26ရက်နေ့ကထိုင်းမလေးရှားနယ်စပ်စွန်ခရခရိုင်မှာအဖမ်းခံရသူတွေဖြစ်နေတာကိုစစ်ဆေးတွေ့ခဲ့ရတယ်လို့သတင်းတွေမှာဖော်ပြပါဗျ။သူတို့ကိုအော်တိုဘာလ30ရက်နေ့ကထိုင်းအစိုးရကကချင်နပ်ပူရီနယ်စပ်ကနေတဆင့်ဖျားသုံးစုဘက်ကိုနေရပြန်လဲပို့ဆောင်ထားသူတွေဖြစ်တယ်လို့ဆိုပါရယ်။နေရပြန်ပို့ပြီး3ရက်အကြာမှာထိုင်းနိုင်ငံကိုတရားမဝင်ပြန်ဝင်လာပြီးမလေးရှားတောက်ဖို့ဂျိုပန်ချင်းလမ်းမှာမြန်မာကတ္တမနဲ့အတူထပ်ပြီးဖမ်းဆီးခံရတာပါ။ မြန်မာနိုင်ငံသားတွေကိုစင်ခွန်းနယ်ဇက်ကိနာကနေမလေးရှားနယ်ဇက်ကိုပို့ပေးဖို့ပွဲစားတအုပ်ကငှားရတဲ့အတွက်ပို့ဆောင်ပေးရဖြစ်တယ်လို့ကာသမာကထွက်ဆိုထားပါတယ်မြန်မာကာသမဟာအရင်ကဆောက်လုပ်ရေးလုပ်ငန်းမှာဘာသာပြန်လုပ်ကင်ဖူးပေမဲ့လည်းလူပို့တဲ့အလုပ်ကဝင်ငွေကောင်းတဲ့အတွက်အဲ့ဒီအလုပ်ကိုလက်ခံခဲ့ရလို့ဖော်ပြပါဗျ။မြန်မာနိုင်ငံသားတွေကလည်းမလေးရှားနိုင်ငံကိုတွားရောက်လုပ်ကင်နိုင်ဖို့အတွက်တအူးကိုဘက်နှစ်တောင်းအကုန်ကြာခံပြီးထပ်မံဝင်ရောက်လာကြတယ်လို့ဆိုပါဗျ။ လက်ရှိမှာမြန်မာနိုင်ငံသားကာသမနဲ့အတူတရားမဝင်ဝင်ရောက်လာသူတွေကိုဥပဒေအရအရေးယူသွားမှာဖြစ်ပြီးရဲစခန်းကိုပို့ဆောင်ထားတယ်လို့သတင်းတွေမှာဖော်ပြပါဗျ။အခုလိုတင်နေတဲ့သတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ပိတ်အပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwell Wash အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။